ဒါကြူမျိုးကအင်မတန်ချမ်းသာကြွယ်ဝတဲ့တထေသမီးတယောက်ရှင်ကုမာရကတ္တပမထေမြတ်ရဲ့မေတော်ဘိက္ခုနီမကိုအကြောင်းပြုပြီးတော့ဟောတာအင်မတန်လိမ္မာကြီးချမ်းရှိတယ်ဘာသာရေးကိုအင်မတန်စိတ်ဝင်စားတယ်နူးညံ့ပျော့ပြောင်းတယ်ငငယ်လေးတွေကစပြီးတော့တန်တရာဝုကလွတ်အောင်ရုံးမယ်လို့ဒီစိတ်ကူးနဲ့မိခင်ဖခင်ကြီးသူရှင်တို့ကိုရဟန်းပြုပါရစေလို့ခွန်တောင်းတယ်ခွန်မပေးဘူးတူရီတော်တပီလေး အမွေဆက်ခံမှုပြတ်တောက်သွားမှာဆိုလို့ဟုတ်လားအဲ့ဒီတော့သမီးလေးကသမီးလိမ်မှာဆိုတော့အမေဖေကို စိတ်ညစ်အောင်မလုပ်ဘူးလင်းယောက်ျားရဲ့အိမ်ကိုရောက်မှလင်းယောက်ျားကိုအနူးညွတ်ခွန့်ပန်ပြီးတော့ငါယဟန်ပြုတ်မယ်စိတ်ထဲကအဲ့ဒါလိုတေးထားတာနော်အဲ့ဒါနဲ့အချိန်တန်ရွယ်ရောက်တော့မိခင်ဖခင်တွေကအမျိုးတူအဆင့်တူမျိုးသားတယောက်နဲ့လက်ထပ်သေးများပေးတယ်အဲ့ဒါလင်းအိမ်ကိုလိုက်သွားရတာပေါ့အမျိုးသမီးလေးက အဲ့ဒါဒီနေ့တော့ရာဇကြူမျိုးရဲ့နက်ခတ်ပွဲသဖြင့်တောင်ထိပ်နက်ခတ်ပွဲသဖြင့်ဆိုတာအင်မတန်စီကားတယ်။တမျိုးလုံးယုံ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 အုံအုံအုံနဲ့ဖီလိန်ပြင်ဆင်ပြီးတော့ပျော်ဖို့ရွှင်ဖို့တာဆူပြီးတော့လမ်းမမှာလူတွေချိတ်ချိတ်တို့သွားကြတာပေါ့။အဲ့ဒီချိန်မှာအဲ့ဒီကလေးမကသူတို့အိမ်ရဲ့လေသာပတင်းကနေပြီးတော့အဲ့ဒီလူတွေကိုကြည်ပြီးတော့ကြည်စမ်းမသေးတော့မဲ့အတိုင်းလူတွေ အင်မတန်တန်ဖိုးရှိတဲ့အလုပ်တွေကိုလုံနိုင်ခွင့်ရှိပါလေခင်တဲ့အဲ့ဒီအခွင့်အရေးတွေကိုအလားအသတ်ဖြုံးတီးနေတာအဲ့ဒီတော့သူ့ယောက်ျားကအနားလာပြီးတော့ရှင်မမင်းဘလို့ဖြစ်နေတာတို့သူများတွေပျော်ပါပြီးတော့တခါတည်းရှင်ပြီးတော့တက်ကြွနေတဲ့အချိန်မှာမင်းကမှိုင်းပြီးတော့ဘာတွေများစဉ်းစားနေတာတို့အမှန်ကတော့မှိုင်းနေတာမဟုတ်ပါဘူးသူအတွင်းနဲ့သူလေးလေးနက်နက်စဉ်းစားနေတာနော်အဲ့ဒီတော့အဲ့ဒီအမျိုးသမီးလေးကပြန်ပြောတယ်တဲ့ အရှင်ဒီခန္ဓာကိုယ်ကြီးဟာနတ်ကဖန်ဆင်းတာလည်းမဟုတ်ဘူးမြမာကဖန်ဆင်းတာလည်းမဟုတ်ဘူးတဲ့အထဲထဲမှာရွှေတွေငွေတွေကြောက်တံပရမများတွေထည့်ထားတာလည်းမဟုတ်ဘူးတဲ့တကယ်စင်စစ်ဆက်ဆုပ်ယွန်ရှာပွဲမျက်စိနဲ့မှကြည့်ချင်စရာမကောင်းတဲ့အရာတွေကိုအတွင်းထဲမှာအပြည့်ထည့်ထားတာတကယ်တမ်းတော့ဒီခန္ဓာကိုယ်ကြီးဟာစိုးရိမ်မှုတို့ရဲ့တည်ရာငိုကြွေးခြင်းတို့ရဲ့ဖြစ်ပွားရာညှင်းဆဲမှုအလုံးတို့ကို ခံယူရာ အရိယာသူတော်ကောင်းကြီးတို့ကဲ့ရဲ့ရှုံချတဲ့အရာခန္ဓာကိုယ်ဆိုတာလူမိုက်တွေအင်မတန်မက်မောတဲ့အရာဒီခန္ဓာကိုယ်ကြီးကိုအတွင်းကအရာကို ပြင်မဲ့မြန်နှံထားမယ်ဆိုရင်ဒုက္ကံပြီးတော့ခွေးတွေကြီးတွေကိုတဟဲဟဲခြောက်နေရမယ်အရာ အပေါ်ရန်အည်ပြားလေးဖုံးထားလို့အမှန်အတိုင်းမသိတဲ့အရာနော်ဒါကြောင့်လူမိုက်တွေအင်မတန်မက်မောတဲ့ခန္ဓာတဲ့သူပြောပြတယ် အဲ့ဒါလိုခန္ဓာကိုယ်ကြီးကိုပြင်ဆင်ပြီးလိမ့်ပြီးတော့နေခြင်းဟာမစင်အိုးကိုဆေးချေတယ်လို့နေမှာပဲတဲ့အဲ့ဒီလိုပြောတော့အဲ့ဒီတကာကဘာပြန်ပြောတော့ဆိုရှင်မရဲ့မင်းအဲ့ဒါလောက်တရားသဘောတွေကိုစိတ်ဝင်စားနေတယ်တန်ဝေကတွေအဲ့ဒါလောက်ရနေတယ်ဆိုလို့ရှိရင်မင်းဘောင်းမွေးကြောင့်အိမ်အောင်ပြုတော့တဲ့အဲ့ဒီတော့မှသူကအကျိုးအကြောင်းအကုန်ပြောပြတယ်အမေအဖေကခွင့်မပြုလို့ အရှင်သာခွင့်ပြုမယ်ဆိုရင်ဒီကနေ့ပဲယဟန်ပြုခြင်းပါတယ်သူတန်တရာဝတ်ကလွတ်အောင်လုပ်ပြရရှိလင်းယောက်ျားကလည်းဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်သဘောထားပြည့်ဝတဲ့ပုဂ္ဂိုလ်ဆိုတော့မြင့်မြတ်တဲ့အလုကိုငါလုံးဝအားပေးတယ်အဲ့ဒါနဲ့သူမိမကိုထမ်းစင်ပေါ်တင်ပြီးတော့တကယ့်ကို သာသနာနာကျောင်းတော်ကိုပို့ပြီးတော့ဘိက္ခုနီမပြုပေးတာအဲ့ဒါ तू မသိတဲ့အချက်ကသူ့ရဲ့ဝမ်းပိုက်ထဲမှာပြိတ္တိပါလာတယ်ဆိုတဲ့အချက်ကိုအဲ့ဒီအမျိုးသမီးလေးမသိဘူး ပြီးတော့ဒေဝတ္ထတို့ရဲ့အသင်အပင်ဘိက္ခုနီမတွေရဲ့ထံမှာယဟန်ပြုရဲ့နေတာဆိုတာလည်း तू မသိဘူးအဲ့ဒီလိုနဲ့ तू ဘိက္ခုနီမဘဝမှာတကယ်ကိုပဲတရားနှလုံးကျင့်သုံးပြီးတော့တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနေလာရင်းနဲ့ဒီကိုဝင်ဟာတဖြည်းဖြည်းနဲ့ထင်ရှားလာတာအဲ့ဒီတော့သတင်းသုံးပေါ်တွေက ရှင်မဘလို့ဖြစ်တာတော့ဘလို့ဖြစ်တာလဲတော့ငါမသိဘူးဒါပေမဲ့ငါတိလာကတော့ဆင်ခြင်ပါလေ ဲ့ဒီတော့ဆရာဖြစ်တဲ့ဒေဝရတ်စီကိုဘိက္ခုနီမတွေကခေါ်သွားတာအဲ့ဒီတော့ရှင်ဒေဝရတ်ဆိုတာကလည်းတတိပညာအားနည်းတဲ့ပုဂ္ဂိုလ်ဆိုတော့အယံကာယောကြီးဆုံးဖြတ်ချက်ချတယ်ဟေးလူကိုလဲပေးလိုက်ငါတို့နာမည်ပြက်လိုက်မယ်သူနာမည်ပြက်မှာဆိုတာလူကိုလဲပေးလိုက်တယ်အဲ့ဒါလို့ဆုံးဖြတ်ချက်မျိုးချတာဒေဝရတ်ကအဲ့ဒီတော့အမျိုးသမီးလေးကဘာပြန်ပြောတုံဘိက္ခုနီမလေးကဘာပြန်ပြောတုံဆိုတော့အရှင်ရဲ့သာသနာမှာကျွန်တော်မျိုးမယဟန်ပြုခဲ့တာမဟုတ် ်စွာဘုရားရဲ့သာသနာတော်မှာမြတ်စွာဘုရားကိုရည်မှန်းပြီးတော့ယဟန်ပြုခဲ့တာယဟန်ဖြစ်ကိုလွယ်လွယ်ကူကူရခဲ့တာလည်းမဟုတ်ဘူးဒါကြောင့်ကျွန်တော်မျိုးမကိုမြတ်စွာဘုရားရှင်ပို့ပါလို့အဲ့ဒါလို့သူတောင်းပန်တာအဲ့ဒါနဲ့ဘုရားစီရောက်သွားဆိုကြဆိုနော်မြတ်စွာဘုရားကသိတယ်ဒီဘိက္ခုနီမသီလဆင်ကျေတယ်ဆိုတာသိတယ်ဒါပေမဲ့အများတန်တရားဝင်ပါဆိုလို့မြတ်စွာဘုရားမဆုံးဖြတ်ဘူးအဲ့ဒီအမှုကိုရှင်ဥပါလိကြီးကိုအပ်တယ်ရှင်ဥပါလိဆိုတာက ဝိနည်းအရာမှာဣတရေရတဲ့ပုဂ္ဂိုလ်ရှင်ဥပါလိကလည်းဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်သိတယ်ဒါကိုသိပေမဲ့လို့အမှုကိုအမှုနဲ့တူအောင်ဆုံးဖြတ်ရတာကိုအဲ့ဒါနဲ့အနာတပိန်တို့ဝိသခါတို့မြုပ်မြက်တဲ့ဖုံးတွေအကုန်ခေါ်ပြီးတော့ဘိက္ခုနီမာလေးကိုဝိသခါကျောင်းအမကြီးစီကိုအပ်တယ်ဘယ်တော့မှရခဲ့တဲ့ကိုဝင်လေဒါကိုသိအောင်လို့ဒီတော့ဝိသခါကတင်းနေကလကားတွေကပြီးတော့စစ်ဆေးတယ်လူဘဝကရခဲ့တဲ့ကိုဝင်လို့ဆုံးဖြတ်တယ် အဲ့ဒီလိုရှင်ဥပါလိကိုရှောက်တော့ရှင်ဥပါလိကအဲ့ဒီလိုဆိုရင်သီလဝိတုဒ္ဓိဖြစ်တယ်လူဝလဲစရာမလိုဘူးလို့အမှုကိုအဲ့ဒါလိုဆုံးဖြတ်တယ်အဲ့ဒါနဲ့ဘိက္ခုနီဘုရားမှာဆက်ပြီးတော့နေထိုင်တယ်ကုလကျော်ဆယ်လရောက်တော့ရွှေရောင်အစင်းရှိတဲ့တားယောက်ျားလေးဖွာတယ်အဲ့ဒီကလေးလေးကရှင်ကုမာရကတ္တပဖြစ်လာလာလာသားလေးအွယ်ရောက်တော့ ကောသလဘုရင်ကအเจ้าတော်ကိုရောက်လာတော့ကလေးငိုဆံကြားတယ်။ဘာဖြစ်တာလို့ဒီလိုဒီเจ้าမဲအရှင်မရင်းနဲ့ကလေးငိုဆံနဲ့မအပ်စပါဘူး။အဲ့ဒီတော့ငါမွေးမယ်ဆိုပြီးတော့အဲ့ဒီကလေးကို ရှင်ဘုရင်ကယူသွားတာ။ဒီလာသားလေးကိုကိုယ့်ရဲ့ရင်ခွင်ကဆွဲထုတ်သွားတော့မိခင်တယောက်အနေနဲ့ဘယ်လိုခံစားရမလဲ။ဟမ်တက္ကမကြီးဒီအမြဲတမ်းသားတော်ကနဲ့မျက်ရည်ဝိုင်းနေမှာပေါ့။ ဟုတ်လားဒါပေမဲ့ဘယင်ကြီးလှုပ်တဲ့အလုတ်ကလည်းပဲတင့်တင့်လျှောက်ပတ်တဲ့အလုတ်ဖြစ်နေတော့တင့်တင့်တဲ့အလုတ်ဖြစ်နေတော့ तू မငင်းတာအဲ့ဒါနဲ့နေရှိသေးပြည့်ဒီသားတော်ကနဲ့ तू နေတာဒီဘိက္ခုနီမာလေးစောစောတုန်းကတရားအမြင်နေအင်မတန်ရင့်ကျက်နေပေမဲ့လို့မိမိရင်သွေးနဲ့ပတ်သက်လာတော့တရားနှလုံးကိုကောင်းကောင်း तू မကျင့်သုံးနိုင်ဘူးအဲ့ဒါလိုဖြစ်တယ်အဲ့ဒါနဲ့ဒီသားလေးကခုနှစ်နှစ်သားအရွယ်လေးရောက်လာတော့ပြေလွှာစော်ကစားအချင်းချင်းရံဖြစ်ကြတော့ ဟဲ့အမိမဲ့သားအဖမဲ့သားအဲ့ဒီလိုပြောခံရတော့ကလေးကဘယင်ကြီးကို သွားပြီးတော့မေးတာအမေဘယ်သူလဲဟောဒီမောင်မတွေဟာမင်းအမေတွေပေါ့အမေဆိုတာတယောက်ပဲရှိရတာနော်ဟာငါကြီးကလေးကိုတော့လှည့်စားလို့မဖြစ်ဘူးဆိုပြီးအမှန်တိုင်းပြောတာမင်းရဲ့အမေဟာဘိက္ခုနီမတစ်ပါးပဲဆိုတော့ကလေးကအင်မတန်တန်ဝေကရတယ်လို့ဆိုတယ်အဲ့ဒါနဲ့ဘယင်ကြီးကိုခွန်တောင်းတယ်သူအခုပဲကိုရင်ဝိပယရှိ ရှင်သာမဏေပြုတ်ပေးပါအဲ့ဒါနဲ့ကလေးလေးကကျောင်းတော်မှာကိုရင်ဝတ်ကလေးအနေနဲ့ရောက်လာတာအဲ့ဒီတော့မြတ်စွာဘုရားက စားတရားလေးတစုံတရာပို့လို့ရှိရင်ဟဲ့ကတ္တပကိုပေးလိုက်စမ်းကလေးနာမည်ကကတ္တပဘယ်ကတ္တပတုံးဘုရားကတ္တပတွေကအများကြီးဟေးမင်းသားကဖြစ်လာတဲ့ကုမာရကတ္တပကိုပေးလိုက်အဲ့ဒီမှာသူ့ရဲ့နာမည်ကိုကုမာရကတ္တပလို့တွ ော်ပြောမယ်ဆိုတော့လေလိပ်ပတ်လဲအောင်ပြောရတယ်ဟုတ်လားအဲ့ဒီလိုနဲ့အဲ့ဒီရှင်ကုမာရကတ္တပကိုရင်ကလေးတဖြည်းဖြည်းနဲ့ကြီးလာတော့ရဟန်းပြုမေကတော့သားကိုတွေ့တလဲမတွေ့တလဲနဲ့ဒီလိုပဲနဲ့အဝေးကနေလွန်းပြီးတော့နေရတာပေါ့ဟုတ်လားအဲ့ဒါနဲ့ယဟန်သစ်ကလေးဖြစ်တဲ့ရှင်ကုမာရကတ္တပတရားနှလုံးကျင့်သုံးမိမလို့တရားဓုမရမရတော့မြတ်စွာဘုရားကြီးကနေကမ္မထံဘာဝနာတွေတောင်းပြီးတော့ အန္တဝံတောအုပ်သေးကိုစပိတ်တလုံးသင်္ကန်းသုံးတယ် ਨੇ ထွက်သွားတာတရားကျင့်မယ်အဲ့ဒီသတင်းကို မေတော်ဘိက္ခုနီမကြီးကကြားလာငါသားတောထွက်သွားပြီတဲ့ငါသားကိုဒီနေ့ကစပြီးငါမတွေ့ရတော့ဘူးအဲ့ဒီလို ਨੇ နေတာအဲ့ဒါတောထဲရောက်တော့ဘလောက်ကြာတော့ဆိုရင်12နှစ်လောက်ကြာတယ်အဲ့ဒီတော့မှသူတရားဓုရတယ်